ရန့်နဲ့မန်ဒါနီတို့ရဲ့ထိုက်တိုက်တွေ့ပွဲကလာတော့မှာဖြစ်ပါလေမန်ဒါနီဆိုတော့ကတော့ထရန့်ရန်မုံနဲ့နယူးယောက်မြို့တော်ဝင်ဖြစ်လာပြီမှာဆိုရမန်ဒါနီကိုအစွန်းရောက်ကွန်မြူနီနဲ့နယူးယောက်မြို့တော်ရဲ့အန်ဒီယဲလို့တမန်ထရန့်ကလူသိရှင်ကြားချိုးနေပြောခဲ့ပါလေအသက်34နှစ်အရွယ်လူငယ်လေးမစ္စတာမန်ဒါနီထက်သူကများစွာကြည်ကောင်းသူဖြစ်တယ်လို့လည်းပြောပါတယ်မန်ဒါနီကတကယ်လို့ပြောရင်သူသားတွေထတော်မှငဲပါတယ် ဒါပေမဲ့ပုပ်မိကလည်းနဲ့ပြောတဲ့အခါခန့်ကနယောမြောင်းကိုရွေးကောက်ခင်ရသူမန္တာနီဟာပါရမီရှိတဲ့နိုင်ငံရေးသမားတို့ဖြစ်ပြီးပါနက်ကစကားပြောကောင်းသူဖြစ်ကြောင်းမှတ်ချက်ပေးတယ်လို့ဆွေးနွေးခဲ့သူနှူးဆိုရသိရပါတယ်။ခန့်ကလူသိရှင်ကြားပြောတာကမန္တာနီကိုချိုးနေမျောပြီးလူမသိသူမသိမှာတော့မန္တာနီကို ထောက်ခံတဲ့သူပါနက်တဲ့သူဆိုပြီးတော့ပြောသွားပါတယ်။ခန့်ရဲ့သဘောထားကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမဲ့ဒီလိုအာနာပါနာချီချူးပြောဆိုမှုရှိမယ်ဒီပုဂ္ဂိုလ်ဦးဟာထိုက်တိုက် တွေးတော်မဲ့ပုံရှိနေပြီးငယ်ရွယ်တဲ့ဒီမိုကရက်တစ်ဆိုရှယ်လစ်နဲ့သူ့တော်ဝင်တဲ့ဇက်ဘုတ်ကောင်လို့သဘောထားနေပြီဖြစ်တဲ့တမကြာထိုက်တိုက်တွေ့မှာဖြစ်ပါတယ်ထရန်ဒရော့နယူးယောက်မြို့တော်ဝန်ဖြစ်ရွေးခန့်ရသူဟာဒီမိုကရက်အတိုက်ခံရဲ့မျက်နှာစာပဲဖြစ်ပါတယ်မန်နာနီတခါကဖြစ်နိုင်ခြင်းမရှိတဲ့အောင်ပွဲပြီးနိုင်ပိုင်းတမကဒီမိုကရက်တို့ဟာ မိုက်မဲပြီးမန်နာနီကလည်းမိုက်မဲက ်ဘလောက်စိုးရလဲဆိုတာကိုမေးခွန်းထုတ်ပါလိမ့်။ထွန့်ဟာသူ့ရဲ့အများပြလာတဲ့အင်တာနက်ပိုင်ဆိုင်မှုကြောင့်နယူးယောက်ရဲ့ဘန်နာရေးအောက်မြို့မှာကြီးမားတဲ့အကျိုးစီးပွားတွေရှိပါလိမ့်။မန်နာနီနဲ့နယူးယောက်မြို့တော်ဟာထွန့်ရဲ့တိုက်ခတ်မှုတွေအတွက်ပြစ်မှတ်ဖြစ်နိုင်ပွဲရှိတယ်လို့ထွန့်ရဲ့လက်ထောက်နဲ့မဟာမိတ်တွေကဝန်ခံပါလိမ့်။ထွန့်ကတော့နယူးယောက်ကိုပြစ်မှတ်ထားဖို့အတွက်လုပ်နေပါလိမ့်။ဒါကြတော့နယူးယောက်ဆိုတာချားမဟုတ်ပါဘူး။ထွန့်ရဲ့မျိုးရဲ့မြေပဲဖြစ်ပါလိမ့်။ထရန်တာဝါထရန်ရဲ့စီးပွားရေးလုပ်ငန်းစုကြီးတွေကနယူးယောက်မှာအဓိကအခြေတည်ပါတယ် ထရန့်ဟာသူ့ရဲ့မွေးရဲ့မြေမှာမှသူလုံးဝမထောက်ခံတဲ့ဒီမိုကရက် သူလုံးဝမထောက်ခံတဲ့အစ္စလာမစ်တူဖြစ်တဲ့မန္ဒါလီဟာအနိုင်ရလာတော့သူ့အရှိတ်ကိုလက်သီးနဲ့ထိုးလိုက်သလိုဖြစ်သွားပါတယ်။နိုဝင်ဘာ9ရက်နေ့မှာထရန့်ကသူဟာနယူးယောက်မြို့တော်ကိုအောင်မြင်စေလိုတဲ့အတွက်မန္ဒါလီကိုအကူအညီနိုင်ငံပေးကောင်းပေးမယ်လို့ပြောပါတယ်။သမားကလိုအပ်တဲ့အနေငယ်သောပမာဏမှာအပဒီလိုတဲ့ဖက်ဒရယ်မုံကိုဆိုင်းရမယ်လို့ချိန်ချောက်ထားပြီးဖြစ်ပါတယ်။ဒါမဲ့သူဟာချွင်းချက်အနေငယ်မှာအပ ကွန်ကရစ်ကချမှတ်ထားတဲ့ငွေကိုဥပဒေကြောင်းအရဆိုင်းငံ့ပံ့ပိုးမရှိပါဘူး။လူမှုကြီးကြပ်မှုအရကြောင့်မျိုးကြီးများမှာဖရယ်ရမငွေကိုအစိုးရကဆိုင်းငံ့မှုစူးစမ်းတိုင်းအစိုးရဟာတရားရုံးမှာရှုံးနေပါတယ်။ဂျမားရေးဆောင်ရှုံးမှုတွေပြည်ပို့ဆောင်ရင်းနဲ့တရားဥပဒေစိုးမိုးရေးပါဝင်ဖရယ်အစိုးရထံမှနယူးယောက်မြို့တော်ကိုရမငွေစီးဆင်းမှုဟာအများကြီးရှိနေပြီးအစိုးရကဒီရမငွေတွေအနက်ဘာလို့ဆိုင်းငံ့သည်ဖြစ်စေတရားစွပ်စွမှုဖြစ်လာပွဲရှိပါတယ်။ မန္တာနီကလည်းဒီတိုက်ပွဲအတွက်အသင့်ဖြစ်နေပုံရပါတယ်။သူရဲ့အောင်ပွဲကမင်းကမှ Trump ကိုတိုက်ရိုက်ဆင်ခေါ်ပြီးနယူးယောက်မှာဝင်ရောက်ဆွတ်ဖက်ဖို့ Federal အားထုတ်မှုမတမျှပြန်တိုက်မယ်လို့ကြေငြာထားပါတယ်။ Donald Trump ခမည်းကြီးနေမယ်ဆိုတာသိလို့ကျွန်တော်မှခမည်းအတွက်စကလုံးလေးလုံးရှိတယ်လို့သူ့ရဲ့မိကောင်မှပြောပြီးသမ္မတကိုအတန်းချဲလိုက်ပါလို့ဆိုပါတယ်။ ထရန့်ဟာအမှန်တကယ်ရုပ်မြင့်သံကြားအဲ့ဒီချိန်မှာကြည့်နေကြအောင်အင်ဂျီရောပြန်ကြားရရာရှိကောက်လိုင်းလီဘီကနောက်မှတည်ပြပါတယ်မန်နာနီကတမန်ချိန်ချောက်မှုဟာသူ့ကို၆လက်လို့ရမှာမဟုတ်ပဲနယူးယောက်မြို့တော်ဟာထရန့်နဲ့သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုကိုဘလို့ချေမှုန်းရမယ်ဆိုတဲ့အတွက်ကစားနည်းလက်ညှိုးပေးဖို့မယ်လို့ပြောပါတယ်ဒါကြောင့်ကျွန်တော်ပြောတဲ့အခါကျွန်တော်စကားအောင်နားထောင်ပါတမန်ထရန့်ကျွန်တော်တို့တဲကဘသူကမဆိုရဘူးကျွန်တော်တို့အားလုံးကိုဖျက်တမ်းရလိမ့်မယ်လို့မန်ဒာနီကပြောပါတယ်မန်ဒာနီကတရားစွဲဆိုခြင်းမှာအပါထရန့်ဆိုရကိုပြန်လည်တိုက်ခိုက်ဖို့ အတုံးချခံရှိတယ်ဆိုရင်တော့မှအနေငယ်သာရှိနိုင်ပါလိမ့်မြို့တော်ဝင်ဖြစ်ရွေးကောက်ခံရတဲ့သူဟာသူ့ရဲ့မဲဆွယ်ဘက်မှာသမရရဲ့အလုံးကျွံပြောတဲ့ကိစ္စရဲ့တွေကိုရင်ဆိုင်မှုအတွက်သူကရှေ့နေ200ငားဖို့တော့မှခရီးပြူထားပါလိမ့်သူရဲ့ဒုတိယရာထူးတန်းနဲ့ထန့်ဟာသူ့တိုက်ခန်းတွေကိုလက်စားချဖို့ဖက်ဒရယ်ဆိုရလမ်းကြောင်းကိုတုံးချဖို့စိတ်အားထက်သန်ကြောင်းအကြီးကြီးပြသခဲ့ပါတယ်။သူဟာနယူးယောက်အပါဝင်ဒီမိုကရက်တို့အုပ်ချုပ်တဲ့ပြည်နယ်နဲ့မြို့ကြီးတွေကိုဖက်ဒရယ်ချင်းမြင့်ငွေဒေါ်လာဘီလီယံပေါင်းများစွာဖျက်တောက်ပြီး သူ့ရဲ့မျိုးသားလုံးကျုံရင်တက်တွေချထားပါလေအခုလည်းမျိုးသားလုံးကျုံရင်တက်ကိုဒီမိုနယူးယောက်မှာချမလားဆိုပြီးထရန့်ကချင်းချောင်းနေတာပါထရန့်ဒီမိုကရက်တို့အုပ်ချုပ်တဲ့မျိုးကြီးတွေရဲ့ဆန္ဒကိုလည်းစန့်ကျင်နေပါလေဒါအပြင်သူဟာနယူးယောက်ရှိနေချုပ်ပါဝင်သူ့ရဲ့နိုင်ငံရေးတိုက်ခမှတ်သမျှစစ်ဆေးအရေးယူဖို့တရားရေးဌာနကိုညွှန်ကြားထားပါလေမဲရာနီအောင်ပွဲဟာထရန့်အတွက်သုံးဝင်ပြီးသူ့ရဲ့နိုင်ငံရေးအစီအစဉ်ကိုအကောင်အထည်ဖော်ဖို့အောက်လွတ်တဲ့ဥက္ကဋ္ဌဟောင်းနန်စီပလိုစီ နယူးယောက်မှာဒီမိုကရက်အလို့တော်အမတ်အလက်ဇန်ဒရီယာအိုလက်ဇီယိုကော့တက်စ်နဲ့ဒီမိုကရက်ထောက်ခံသူဘီလီယံနာဂျော့ဆူရော့အစားရှိတဲ့ဒီမိုကရက်ခေါင်းဆောင်တွေကိုမကောင်းဆိုးအဖြစ်ပုံဖော်သုံးပြနေတဲ့ကစားနည်းနဲ့လော့အိုးမှာပဲလို့ထရန့်ရဲ့မဟာမိတ်တွေကပြောပါတယ်ဒီမိုကရက်ပါတီတွင်အချိန်ကရွေးကောက်ပွဲမှာမန်ဒါနီယုတ်ရီအောင်ပွဲရပြီးချိန်မှာစတင်ကထရန့်ရဲ့သူ့ရဲ့မဟာမိတ်တွေဟာမန်ဒါနီကဒီမိုကရက်ပါတီရဲ့အနာဂတ်လို့သတ်မှတ်ပြီးဒီမိုကရက်ပါတီကအစွန်းရောက်တယ်လို့ပုံဖော်ဖို့ကြိုးစားနေပါတယ် လိမ်ပြောင်းမျိုးသမီးတွေနဲ့မင်္ဂလိတွေကိုအကြမ်းပွဲတွေရှင်ပြန်ခွင့်ပြုခြင်းအတွက်ဒီမိုကရက်တွေကိုထံကဝေဖန်ပြောဆိုစဉ်မန္တန်လီကိုဒီအုပ်စုတွေမှာထည့်သွင်းတက်ခိုက်ပါတယ်။မျိုးသားမျိုးသမီးတွေအကြမ်းတွေမှာကစားစီတာအရန်ကောင်းတယ်လို့မန္တန်လီကထင်ကြောင်းထံကပြောပါတယ်။မန္တန်လီကလိမ်ပြောင်းနယူးယောက်ဒေသခံတွေခွင့်ရကိုကာကွယ်ဖို့နဲ့လိမ်ပြောင်းထားသူတွေကိုပြစ်မှတ်ထားတဲ့ထရမ့်ဘူဝါဒကိုရင်ဆိုင်ရခြင်းနယူးယောက်ဟာ LGBTQ ဒေသခံတွေအတွက်လုံခြုံတဲ့မျိုးဖြစ်စေဖို့ကတိပြုပါတယ်။ သူကအာဂဇာသမားပြည်ထောင်ကိုပြောင်းကြကြမကင်တော့ကြောင်းပြောခွင့်ရမျိုးသမီးတူဦးကဆိုပါတယ်ဒီမိုကရက်တစ်ဆိုရှယ်လစ်တို့ဖြစ်တဲ့မန်နာတွေဟာကွန်မြူနစ်မဟုတ်ဘူးလို့လည်းပြောပါတယ်ဒါအပြင်သမရနဲ့ရောင်းတော့အောင်လည်းစိုးရင်ပုံမရပဲသူရဲ့အုံဘွက်ကမိန်ကွန်းမှာထရန့်ကိုစိန်ခေါ်တာကလည်းစိုးရင်ပုံမှုတွေကိုပယ်ချစေပါတယ်သမရကသူ့မဲဆွက်ဘွက်ကလေးဖြစ်တဲ့ပေါ်ပြီးဈေးသက်သာတဲ့စားတော့ကွန်မြူစီနဲ့ပုံမရောကြတဲ့လူမျိုးမျိုးစိတ်ဖြည့်ဆည်းဖို့ကျွန်တော်နဲ့အတူလုပ်မယ်ကျွန်တော်တို့အတူလုပ်မယ်လို့သူကပြောပါတယ် ်တမရကဒီမျိုးအလူကိုပြဿနာရှာရင်ကျွန်တော်ကလည်းမျိုးသားတွေအားလုံးအတွက်ယက်တည်သွားမယ်လို့မန်နာနီကပြောပါတယ်မန်နာနီနဲ့ထရပ်ပတ်သက်တဲ့မှတ်ချက်တွေနဲ့ချို့ဟာမလို့အပ်တဲ့အသေးအဖွဲ့တွေဖြစ်တယ်လို့ဒီမိုကရက်တစ်သနကပြူဟာပညာရှင်ဥပမာဝိုင်းရဲ့ချန်ပီမစ္စတာဒေးဗစ်အက်ဆရော့ကပြောပါတယ်ထရပ်နဲ့စကနိုင်းလူပြောတာတိတ်ပြီးဖိုးတန်တယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့သူကဒီမျိုးကိုစစ်စင်နေတဲ့အခါဒီမျိုးဘက်ကနေအခိုင်အမာယက်တီဖို့လူလူအပ်တယ်မေးစရာမေးခွန်းကတမရကိုဘယ်လိုစင်ခေါ်ပြီ မြို့တော်ဝန်ကဘလို့မျိုးတမရကိုအနိုင်ယူမလဲတမရနဲ့တက်ခတ်မလဲဆိုတာဒါပဲလို့ဆိုပါတယ်မြို့ရမှာမွေးဖွားကြီးမြင့်ခဲ့တဲ့ Trump ဟာမြို့တော်ရေးရာတွေကိုအလေးနက်စွန့်ရင်ပူပန်ပါတယ်သူ့ရဲ့အကြံပေးတွေကမန်နာနီအင်အားချိနဲ့အောင်လုံးကြသည့်တိုင်အောင် မအောင်မြင်ပဲဒေသခံတွေကအားထောက်တဲ့ဒီမိုကရက်တွေဖြစ်ပြီး Trump ဟာ အရင်နှစ်တုန်းကနယူးယောက်မှာတမရရာထူးအတွက်အကြီးကြီးမဲဆွဲခဲ့ပါတယ်ဒါကြောင့် နယူးယောက်ကသမ္မတထရန့်မဟာမိတ်တွေကဒီမျိုးနဲ့ပတ်သက်ပြီးတနမန်ရေးဆက်ဆံချင်းကပ်ပုံကိုတောင်းဖို့သူ့ကိုအားပေးပါတယ်။နယူးယောက်မြို့သားတွေကိုအထောက်အပံ့ပြုငွေတွေကိုလည်းဆိုင်းငံ့မထားဖို့သမ္မတကိုပြောထားတယ်လို့နယူးယောက်မှဘီလီယံနာရေနယ်လုံငန်းရှင်သတိကြီးဂျွန်ကတ်စီမက်ဒီဒက်စ်ကပြောပါတယ်။မျိုးတော်ကိုစစ်တပ်စစ်လို့သမ္မတအနေနဲ့လိုအပ်မယ်လို့မထင်ကြောင်းပြောပါတယ်ဒီလိုလုပ်မဲ့အစားဖက်ဒရယ်ဆိုရဟာနယူးယောက်ကိုခွဲပြီးတဲ့ဖက်ဒရယ်ရမုံငွေတွေကိုအနီးကပ်စောင့်ကြည့်ဖို့သမ္မတကိုသူကအကြံပေးပါတယ် သူတို့ကငွေပို့မပေးပဲအဲ့ဒီငွေကိုသူတုံးကျင်လို့တုံးဖို့ခွင့်ပြုမှာမဟုတ်ပါဘူး။သူကနယူးယောက်ကိုဘီယူဆိုင်တော့အချင်းလေးကိုအနီးကပ်စောင့်ကြည့်မယ်လို့ကျွန်တော်ထင်ပါတယ်။ထရန့်နဲ့မန်နာလီကအားလုံးမြန်မာတိုက်ခိုက်မယ်လို့ထင်ပေမဲ့လည်းသူတို့အားလုံးတိုက်ခိုက်လေအချင်းလေးကပိုဆိုးလေဖြစ်သွားမှာပါ။ထရန့်နဲ့မန်နာလီပူးပေါင်းဆောင်ရွက်မှရမယ်လို့တထေးကြီးတွေကတော့ယူဆနေတာဖြစ်ပါတယ်။ မန္ဒာနီမန္ဒာနီဟာဘာလို့လဲမန္ဒာနီဟာအိန္ဒိယငွေဘွားမွတ်စလင်မျိုးဖြစ်ပါတယ်တူအရှိအာဖရိကနိုင်ငံယူဂန်ဒါမှာမွေးဖွားခဲ့သူဖြစ်ပါတယ်ရာစုနှစ်တစ်ခုအတွင်းနယူးယောက်မြို့ပထမဆုံးအသက်ငယ်ဆုံးမျိုးတော်ဝင်ဖြစ်လာခဲ့သူပါတူဟာနိုဝင်ဘာလ၄ရက်နေ့ကနယူးယောက်ရွေးကောက်ပွဲမှာမဲရလက်50.4%ကနေနဲ့အနိုင်ရခဲ့တာပါရွေးကောက်ပွဲနိုင်ရမယ့်ကမှမန္ဒာနီကလက်ရှိသမ္မတထရန့်ကိုလည်းစိန်ခေါ်ပြောတဲ့အတွက်လူအများရဲ့အာရုံစူးစမ်းမှုကိုရရှိခဲ့တာဖြစ်ပါတယ် ကိုယ်တိုင်လည်းပြောင်းရွှေ့ခြေချလာသူဖြစ်တဲ့မန္တလေးကနယူးယောက်မြို့ဟာရွှေပြောင်းခြေချသူတွေနဲ့တိစောက်ထားတာဖြစ်ပြီးရွှေပြောင်းသူတယောက်အနေနဲ့မြို့ကိုဦးဆောင်မယ်လို့ဆိုပါတယ်။တမနာထွန်းရဲ့အဖိုးကိုယ်တိုင်ကရွှေပြောင်းခြေချဝင်လာသူပါ။ဒါကြောင့်တမနာထွန်းဟာရွှေပြောင်းခြေချသူတွေနဲ့ပတ်သက်ပြီးဖိနှိပ်တာမျိုးမလုပ်ရဘူးလို့ဆိုပါတယ်။မန္တလေးကသူ့မိန်ကောင်မအင်္ဂါလေးပေါ်မြဲထွန်းနေတဲ့မြေရှင်တွေအင်ရှင်တွေကိုနယူးယောက်ရဲ့ဒေါ်နယ်ထွန်းလေးလို့ပြောပါတယ်။ဒီအကျိုးဆက်ရင်ဆိုင်ရမယ်လို့ဆိုပါတယ်။ ရန်ကလည်းဒီမိုကရက်ပါတီကိုပြုလို့မန်နာနီမျိုးတော်ဝင်ရောက်ပါမနိုင်ခင်ကာလမှာကွန်မြူနစ်လို့သမုတ်ခဲ့ပြီးမန်နာနီရဲ့ပြန်ပယ်အင်ဒူကူမိုကိုမဲဖြစ်လို့လုံဆောင်ပါတယ်အင်ဒူကူမိုကပြောရရင်တော့ပါတီတွင်းရောက်ပါမှာမန်နာနီကိုရှုံးနေပြီးသူ့ဘာသာသူတတိပုဂ္ဂလဝင်ပြန်တာပါအန်ဒူကူမိုကလည်းထွန်းကတော့ထောက်ခံတာတခြားကြောင့်မဟုတ်ဘဲနဲ့မန္တလေးမနိုင်စေချင်လို့လို့တည်သွားပါတယ်။ဒါကြောင့်သူကလည်းရွေးကောက်ပွဲမှာအနိုင်ရချင်းမရှိပါဘူး။ မနနီကတော့သူဟာဒီမိုကရက်တစ်ဆိုရှယ်လစ်ဖြစ်တယ်ဆိုပြီးနယူးယောက်မြို့သားတွေအတွက်အင်္ဂါခတိုးမလာစေရည်တနအိနေ့သလောအခဒေါ်လာ30သမက်ရည်အများသောဘတ်စကားတွေအခမဲ့စီးနင်းခွင့်ရရည်အစိုးရပိုင်ကုန်ဆိုင်တွေဖွင့်လျရည်အခမဲ့နေကလေးတွေစနစ်ရှိရည်အဲ့ဒီဈေးတွေအတွက်လုပ်ငန်းရှင်တွေလူချမ်းသာတွေစီကအခွင့်အရေးတွေးမြင့်ောက်ခံရည်ဒါတွေဂရီကုတ်ပေးပါတယ်သူရဲ့ဂရီကုတ်တွေကမျိုးမှန်းချက်ကြီးမှပြင်မဲ့ထရန်နဲ့ထိတ်တဲ့တွေ့နိုင်တယ်လို့အကောင့်ထဲဖော်ဖို့အခက်အခဲများစွာရှိတယ်လို့သုံးသပ်နေကြပါတယ် လူငယ်မျိုးတော်ဝင်တယောက်အနေနဲ့မျိုးကိုအကောင်းဆုံးဘယ်လိုဦးဆောင်မလဲအများစုကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်ဒီကတော့မန္တာနီကနည်းနည်းရတော့မဟုတ်ဘူးဗျအခြားပြင်းတော့မဟုတ်ဘူးမန္တာနီကယူကရိန်းနိုင်ငံကမ်ပါလာမှာအိန္ဒိယလိုမျိုးဖောက်ခဲ့ပမောက္ခမာမုတ်မန္တာနီရဲ့မိခင်ရုပ်ရှင်အမှုပညာရှင်မီယာနဲတို့က1997အောက်တိုဘာ17ရက်နေ့မှာမွေးခဲ့တာပါပမောက္ခမာမုတ်ကနိုင်ငံရေးလေးလာသုံးသပ်သူပညာရှင်ပါကိုလံဘီယာတက္ကသိုလ်မှာစတင်ပါတယ်မိခင်ကတော့အမေရိကန်ဟာဗတ်တက္ကသိုလ်ဆင်းပါစုများစွာရထားတဲ့ရုပ်ရှင်ဒါရိုက်တာတူလည်းဖြစ်ပါတယ် မန္တလေးသက်9နှစ်ရွယ်မှာမိဘနေတဲ့လူနီယောက်ကိုပြောင်းလာတာပါမန္တလေးရဲ့2016မှာအမေရိကန်နိုင်ငံဘော်ဒဝင်းကောလိပ်ကနေ BA ဘွဲ့ရပါတယ်အင်ချမ်ပီယံဘေးပြီးလောက်ခဲ့ပြီးနောက်ပိုင်းနိုင်ငံရေးလောကကိုဝင်ရောက်လာသူပါသူကအမှုပညာဝါဒနာရရက်ဂီတာကိုနှစ်သက်ပြီး Redshin Show ကိုလည်းရေးသားမှုပါတယ်လူရောမျိုးတော်မန်နာနီရဲ့ first lady ကတော့အသက်28နှစ်အရွယ်ဆီးရီးယား American လူမျိုးအမှုပညာရှင်ဖြစ်တဲ့ Rama Duwaji ဖြစ်ပါတယ်။သူကလူရောမျိုးတော်ရဲ့အသက်ငယ်ဆုံး first lady ဖြစ်တဲ့သူပါ။ ရာမတဝါကြီးအားတေဥဖော်ပကြီးနဲ့ကြွေးတဲ့အမှုပညာရှင်ဖြစ်ပါတယ်အရှေ့လက်ပိုင်းယဉ်ကျေးမှုဆိုင်ရာအကြောင်းအရာတွေအဓိကဖန်တီးလိုက်ရှိသူပါလူမျိုးကွဲမှာခင်းနေပေါ်ပေါ်လေးလေးမရှိပေမဲ့ကိုပိုင်အမှုပညာလမ်းပေါ်မှာအောင်မြင်သူတူပါသူမရဲ့လက်ရတွေကိုဒေနီယောကာလွန်နာမည်ကြီးမဂဇင်းတွေမှာဖော်ပြပူပါတယ်ရာမဒူဝါဂျီနဲ့မန်တာနီတို့နှစ်ဦးဟာ2021မှာဟင်းဆိုတဲ့ dating app တစ်ခုကနေတွဲဆောင်ခဲ့ပြီးနောက်လက်ထပ်ခဲ့တာလို့ဆိုပါတယ်။အာမဒူဝါဂျီအခင်ပွဲမန်တာနီရဲ့ရွေးကောက်ပွဲမဲဆွဲကာလမှာ ဒီဇိုင်းပိုင်းကူညီပေးပြီးနောက်ွယ်ကနေပံ့ပိုးပေးခဲ့သူလည်းဖြစ်ပါတယ်